all right so ဒီနေ့မှာတော့ duolingo english test အကြောင်းပြောသွားမှာဖြစ်ပါတယ် duolingo ဖြစ်ရင်ဘယ်လောက်ကြာတယ်လဲ question type တွေကဘယ်လိုမျိုးလဲ test ကဘယ်လိုဖြစ်ရလဲဖြစ်ရောဘယ်လောက်ကြာလဲအဲ့အပြင် scoring system နဲ့ result နဲ့ပါပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ် Duolingo English Test ဆိုတာအင်္ဂလိပ်စာကျောင်းညင်မှုစစ်ဆေးရဲ့စာမေးပွဲတစ်ခုပဲဖြစ်ပါတယ်။ IELTS လို့အင်္ဂလိပ်စာစွမ်းရည်ကိုတိုင်းတာပြီးရဲ့စာမေးပွဲဖြစ်ပေမဲ့လွယ်ကူအဆင်ပြေပြီးဈေးတက်တာကြောင့်လူကြိုက်များလာပါတယ်။ test duration ကတော့အများဆုံး1နာရီကြာပါတယ်။ဖြည့်ဆို့ဖို့ setup လုပ်တာအတွက်9မိနစ်၊ adaptive test က45မိနစ်၊ readiness speaking က10မိနစ်အလုံးပေါင်းအများဆုံး1နာရီကြာပါတယ်။ဒီ test ရဲ့ထူးခြားချက်က adaptive technique ကိုသုံးထားပါတယ်။ဆိုလိုတာကဖြည့်ဆို့သူတိုင်းတွင်မေးခွန်းတွေကမတူညီပါဘူး။ကိုယ့်ရဲ့ performance ပုံမူတည်ပြီးနောက်မေးခွန်းတွေကခက်လာတာသို့မဟုတ်လွယ်ကူလာတာမျိုးဖြစ်ပါတယ်။နောက်ပြီးမေးခွန်းရေတော့ကသတ်မှတ်ထားခြင်းမရှိပါဘူး။ကိုယ့်ရဲ့အဆင့်ကိုတိကျစွာတိုင်းတာနိုင်ပြီဆိုရင်ဆံမွေးပွဲပြီးဆုံးပါပြီ။အဲဒါကြောင့် test duration ကတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ test က online ဖြည့်ဆိုရတာပါကိုအဆင်ပြေတဲ့နေရာမှာကြိုက်တဲ့အချိန်ဖြည့်ဆိုလို့ရပါတယ်လိုအပ်တာလေးတွေကတော့ computer speaker microphone နဲ့ phone လိုပဲဖြစ်ပါတယ် computer မှာတော့ front facing camera ပါပါမယ် online test ဖြစ်တဲ့အတွက် internet connection တော့ကောင်းဖို့လိုပါတယ်တမဝဲကြီးကတော့မြန်မာနဲ့ Thailand မှာဆိုရင်ဒေါ်လာ90ဖြစ်ပါတယ်ဒါက test တစ်ချိန်ဖြည့်ဆိုခွင့်ပါနှစ်ချိန်ဖြည့်လို့ရတာဝင်မယ်ဆိုရင်118ဒေါ်လာဖြစ်ပါတယ် test ဝယ်ပြီး27ရက်အတွင်းမှာကိုအဆင်ပြေတဲ့ရက်ကိုဖြည့်လို့ရပါတယ် ဒူလင်ကရမ်းမတ်10ဘက်ကနေ160တိကို9မတ်စီတိုးပြီးပေးတာဖြစ်ပါတယ်။အမှတ်က3မျိုးထွက်ပါတယ်။ Overall ရဲ့ Individual Sub Scores ရဲ့ Integrated Sub Scores ရဲ့ Overall တော့ Speaking Reading Listening Writing 4ခုရဲ့အမှတ်ကို4နဲ့စာပြီး Nearest 5ကိုယူထားတာပါ။ Individual Sub Scores ကတော့တစ်ခုချင်းစီရတဲ့အမှတ်ပါ။ Integrated Sub Scores ကတော့4ခုရှိပါတယ်။ Production Literacy Comprehension Conversation ဒါကတော့ Official Certificate ရဲ့ပုံစံပါ။ test result ကတော့ပုံမှန်အဖြစ်နှစ်ရက်အတွင်းရပါတယ်။တကယ်လို့ကိုကမြင်မြင်လိုချင်ရင်တော့ test ဝယ်တဲ့အချိန်မှာ first time result ကို39ဒေါ်လာပို့ပေးပြီးဝယ်ခဲ့ရပါမယ်။ result ထွက်လာလို့ certify ဖြစ်ရင်တော့ certificate ရပါတယ်။ certify မဖြစ်ဘူးဆိုရင်တော့ certificate မရပါဘူး။ test retake လုပ်ဖို့အတွက်ကပထမ test ရဲ့ result မထွက်သေးဘူးဆိုရင်နောက် test တစ်ခု ဖြေလို့မရပါဘူး။ပထမပြည်တိုင်း test result ထွက်လာလို့ကိုယ် satisfy မဖြစ်ဘူးဆိုတော့ထပ်ဖြေလို့ရပါတယ်။ Duolingo English test result ကနှစ်နှစ်အထိအကျိုးဝင်ပါတယ်။ ိုင်းနှစ်နှစ်အတွင်းမှာကြောင်းလျှောက်ဖို့ပဲဖြစ်ဖြစ်တခြားလူဝဲတဲ့နေရာမှာအသုံးလို့ရပါတယ်နှစ်နှစ်ပြီးရင်တော့ certificate ကအသုံးဝင်တော့ပါဘူးအဲ့တော့ဒီလောက်ဆိုရင် Duolingo English test အကြောင်းနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်တကယ်လို့အခုပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ် alright i'll see you guys in the next video